နိုင်ငံတော်ရှိစာတင်ကြောင်းတွေကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေတဲ့စစ်ကောင်စီကတော်လန်၏အင်အားစုတွေကိုကြံ့ပတ်သမားလို့တုံးတုံးပြီးပညာရေးကဏ္ဍကိုမနှောက်ရှက်ဖို့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောလာပါတယ်။မေလ16ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီဆိုရဖွဲ့ရဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာစစ်ကောင်ဆောင်ကအမှားစကားပြောကြားရမှာပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။စစ်ကောင်ဆောင်ကပညာရေးကဏ္ဍကို နောက်ဆက်ဖြည့်စည်းနေမယ်ဆိုပါကအဲ့ဒီဒေတာတွေနေနဲ့အခြားဒေတာတွေရဲ့နောက်မှာကြံခဲ့မှာဖြစ်သလိုပညာရေးကဏ္ဍကိုနောက်ဆက်ဖြည့်စည်းခြင်းဟာမိမိတို့အနာဂတ်ကိုဖြည့်စည်းနေတာဖြစ်တဲ့အတွက်အသိရှိဖို့လိုအပ်တယ်လို့သူအပြစ်ကိုပုံကွယ်ပြောဆိုခဲ့တာပါစီဒီအန်ဆီယမတူကတော့စစ်ကောင်စီကသူတို့ကိုယ်တိုင်ဘုံပတ်ကျဲပြီးအခုလိုပညာရေးကဏ္ဍကိုမနောက်ဆက်ဖို့ပြောဆိုတာဟာပြောင်းလဲတာဖြစ်တယ်လို့ဝေဖန်ပါတယ်မှားလို့အနေနဲ့ကလည်းဒီအကြောင်းလေးအားလည်း ဟိုဘယ်လိုပြောမလဲဒီကလေးတွေကနှစ်စီလာများတိတ်ထားတာကြားတဲ့ခါကျတော့နော်ကလေးတွေပညာရေးလေးရပါစီတော့ဆိုပြီးတော့တာ NUG ရနေပြီးတော့စီစဉ်နိုင်ရောကိုယ်တိုင်တစ်ပိုင်းနေနိုင်ရောပေါ့နော်ဒီမျိုးကလေးတွေပညာရေးအဆက်ပြတ်တော့မှဆလို့ပြင်ပေးကြတာပေါ့နော်ဒါကိုမှသူကဒါနော်တကယ်ကိုဖောက်ပြပြီးတော့တကယ်ကိုညှို့မှအဆက်တယ်လို့ပြောမှာပေါ့အပင်ကြောင်းမျိုးလို့ ပတ်စည်နေတာတော့ဒါနိုင်ငံတကာလည်းသိပြီးလူတွေလည်းအကုန်လုံးသိသူတွေလည်းသိတယ်ပေါ့နော်အကုန်လုံးသိပြီးတော့မှသူကတခါသူကပြန်ပြီးတော့ပြောနေပြီးတယ်ဆိုတော့မျိုးပြောင်းပြောင်းလဲနေပြောင်းနေလေစစ်ကောင်စီနေနဲ့စီရေးပြတ်မှတ်မှုတဲ့စာတင်ကြောင်းတွေ ပုံကျဲပြီးចောင်းသားចောင်းသူတွေကိုတိုက်ခိုက်တပြက်တာဟာចောင်းသားចောင်းသူတွေကိုစာတင်ကန်းနဲ့မဝင်နိုင်အောင်လုပ်တာဖြစ်ပြီးအနာဂတ်ပညာတတ်မရှိအောင်လှုံ့ဆော်တာဖြစ်တယ်လို့သူကဆက်ပြောပါတယ် ညာရေးကဏ္ဍကိုမဖျက်ဆီးဖို့ပြောလာတဲ့စစ်ကောင်စီဟာပြီးခဲ့တဲ့မေလ12ရက်နေ့ကစကိုင်းတိုင်းဒီပေးရီမြို့နယ်အိုးတိန်တွင်ကြီးရွာရှိစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဆီယာမတွေပါဝင်ကလေးငယ်24ဦးသေဆုံးခဲ့ပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့အိုးတိန်တွင်ကြီးရွာစာတင်ကျောင်းဟာမြို့သားညီညွတ်ရေးဆိုရ NUG ပညာရေးဝန်ကြီးခဏလောက်ခံဂျားကာလာပညာရေးအကြောင်းတစ်ကြောင်းလည်းဖြစ်ပါတယ်။ဝန်ပြီးတော်လေးတဲ့ MSRS ပြောခွင့်ရနိုင်ငံကားကတော့ စစ်ကောင်စီကပညာရေးကဏ္ဍကိုမနှောက်ရှက်ဖို့ပြောဆိုနေပေမဲ့သူတို့ကိုယ်တိုင်စာတင်ကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာဟာလူ့ခွင့်ရေးနဲ့နိုင်ငံတကာဥပဒေကိုဖောက်ပြစ်တာဖြစ်တယ်လို့အင်မတန်ဆိုးရွားတဲ့အကြမ်းဖက်မှုဖြစ်တယ်လို့ပြောပါတယ်။တိုက်ပွဲအတွင်းမှာဆေးရုံနဲ့စာတင်ကြောင်းကိုပြစ်မှတ်ထား괴မရှိဘူးလို့ကုလသမဂ္ဂကထုတ်ပြန်ထားတာရှိတယ်။စာတင်ကြောင်းကိုတိုက်တယ်ဆိုတာဟာဒီလူ့ခွင့်ရေးကိုချိုးကြီးမားစွာချိုးဖောက်တာဖြစ်ပြီးတော့ နိုင်ငံတကာကသဘောတူညီထားတဲ့ဥပဒေကိုဖောက်ဖျက်ပြရောက်တယ်။စာတင်ကြောင်းကိုဘုံကျဲတာ တိုက်ခိုက်တာဟာအကျံဖက်ဟိုအင်မတန်မှကြီးရွတ်ဆိုးရွားတဲ့အကျံဖက်မှု6ခုထဲကတစ်ခုဖြစ်တယ်။စီကောင်စီကအခုလိုစာတင်ကြောင်းတွေကိုရွေချက်ရှိရှိတိုက်ခိုက်တာဟာပြည်သူတွေကိုတော်လိုင်းအင်အားစုတွေနဲ့မပူးပေါင်းနိုင်အောင်၆လန့်တာဖြစ်တယ်လို့နိုင်ငံတကာ PR မခံရအောင်လဲဆိုရှယ်မီဒီယာကတဆင့်ပြောင်းလဲတာတွေလှုံ့ဆော်လာတယ်လို့သူကစပြောပါတယ်။ စာတင်ကြောင်းတွေကိုဘုံပဲကျင်းနေတဲ့စစ်ကောင်စီကတော့ပညာတတ်လူသားကြီးမြေကောင်းတွေမဖြစ်မနေပေါ်ဆောင်ပေးရမှာဖြစ်ပြီးပညာတတ်တွေရှိမှသာလင်နိုင်ငံအနာဂတ်အတွက်စိတ်ချရမှာကိုအမြဲခံယူထားဖို့လိုအပ်တယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ်။ NUG လူခွေရေးဆိုင်ရာဝန်ကြီးဌာနရဲ့ချက်လက်တွေအရ2023ခုနှစ်ဇန်နဝါရီ1ရက်နေ့ကနေအခုနှစ်မေ12ရက်နေ့ထိနိုင်ငံတကာမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား3000ကျော်တိစုံခဲ့ပြီး အဲ့ဒီမှာစာတင်ကြောင်း240ကျော်ဘုံကျဲတိုက်ခိုက်ခံခဲ့ရတာပါ။